ုံးမဲ့နေကောင်းကြမှာကြရလားကျမအခုငုံဥနဲ့ပေါ့နော်ပတ်သက်ပြီးတော့ကျမရေဘူးတူတာလေးပြောပြပါမယ်ငုံဥကိုတော့မသိရဲ့လူဆိုတာတော်တော်ရှားပါလိမ့်မယ်ဒါပေမဲ့ငုံဥထဲမှာဘလို့အဟာရတွေပါဝင်လဲဆိုတာတော့သိရဲ့လူနည်းပါပါလိမ့်မယ်ဆိုငုံဥထဲမှာပါတဲ့အာဟာရတန်ဖိုးဟာဆိုလို့ရှိရင်ကြက်ဥနှလုံးစာနဲ့ညီမျှပါတယ် ငုံဦးဟာလူရဲ့အစုံနဲ့တရရွက်ကိုအားကောင်းစေရဲ့ငုံဦးကိုစားသုံးတဲ့သူတွေကတော့ကလေးတွေတကြီးရွယ်ဦးတွေသွေးအားနည်းတဲ့သူတွေခြူချတဲ့သူတွေနဲ့မိဖွားပြီးကစားမိခင်လောင်းတွေပဲဖြစ်ပါတယ်ငုံဦးမှာပရိုတင်းအစီတန်ဓာတ်အဲ့ဒါမျိုးတွေအပြင်ပေါ့နော်ဗီတာမင် A ဗီတာမင် B1 B2 ကယ်လ်ဆီယမ်မီဆုံးဓာတ်ဆိုဒီယမ်မက်ဂနီဆီယမ်နောက်ကန့်ညို့ ဆီလီနီယမ်လို့လည်းခေါ်ပါတယ်။တထုဓာတ်တွေနဲ့ဒီကိုလက်စထရောတွေပေါ့နော်လုံလောက်စွာပါဝင်ပါတယ်။ငုံဥဝယ်တဲ့အချိန်မှာလက်ဆက်ဖို့ကအရေးကြီးတယ်။အပ်နေတဲ့ဒါမှမဟုတ်လို့ရှိရင်အချိန်ကြာနေတဲ့ငုံဥကိုမဝယ်ဖို့အတွက်တတိထားပါမယ်။ငုံဥကိုဝယ်ပြီးနောက်မှာရေခဲတက်တာထဲမှာတင်ထားဖို့လည်းတတိထားတဲ့နဲ့ ။နောက်ဝဲတဲ့နေ့ကနေစပြီးတော့လဝက်ကြော်လောက်အချိန်ကြာသွားပြီဆိုလို့ရှိရင်ဒီငုံဥကမစားတင်တော့ပါဘူး။ငုံဥကိုစားမယ်ဆိုလို့ရှိရင်တနေ့မှာ၃လုံးကနေပြီးတော့၅လုံးအထိစားသုံးဖို့တင်ရောပါတယ်။ငုံဥမှာပါတဲ့ဗီတာမင် B ကစီးကျိုရောဂါကိုအကူအညီပေးပါတယ်။အဲကုသပေးရပေါ့နော်။အဲ့ဒါအပြင်ဖောရောင်နာနဲ့ဥလန်းချောင်းမှာနာရာတွေကိုကုသပေးနိုင်ပါတယ်။ငုံဥမှာအဆီနဲ့ကိုလက်စတရောတွေပါဝင်တဲ့အတွက်ကြောင့်မလို့ဝါနေတဲ့ကိုယ်အလေးချိန်ကိုလည်းထိန်းပေးနိုင်တယ်။ ပါဝင်တဲ့ဓာတ်တွေကြောင့်သွေးကျစီပြီးတော့သွေးကြောကောင်းမွန်အောင်ကာကွယ်ထိန်းသိမ်းပေးရဲသွေးကြောမှာသွေးခဲတာနောက်သွေးခဲတာကြောင့်မလို့သွေးဖက်ပိတ်တာတွေကိုကာကွယ်ပေးပါတယ်နှလုံးသွေးကြောယောဂသည်တွေနဲ့အာဖြစ်အစားအစာအနေနဲ့စားလို့ရပါတယ်ဟာတတိသားတွေနဲ့ကလေးငယ်တွေအတွက်အားကောင်းစေတဲ့အတွက်ကြောင့်မလို့ကိုဝင်ဆောင်မိခင်ဒီငုံဥကိုမြများစားပေးတဲ့ ਨੇ ၊ note မိခင်ဒီလည်းစားပေးလို့ရတယ်။နောက်ငုံဥနဲ့နွားနို့တွဲစားမယ်ဆိုလို့ရှိရင်သွေးအားနည်းတဲ့သူတွေကိုခန္ဓာ အင်အားချိနေနေတဲ့သူတွေအစာရင်အားနေနေတဲ့သူတွေအတွက်အရန်အကျိုးကျေးဇူးရှိပါတယ်။ငုံဥဆံပြုတ်စားမယ်ဆိုလို့ရှိရင်တော့သွေးတိုးသမားတွေကိုသွေးကြစေပါတယ်။ပြီးရင်အသည်းနဲ့ကြောက်ကက်ကိုအားဖြည့်ပေးပါတယ်။ငုံဥနဲ့တရုတ်ကျက်တော်မိတ်ကျော် တွဲစားမယ်ဆိုလို့ရှိရင်ကြောက်ကက်အားနေတာခါနာတာပန်းတီပန်းညှို့ဖြစ်တာတွေကိုပြန်လည်ကောင်းမွန်စေဖို့အတွက် ်တက်တောင်အောင်လုပ်ပေးပါတယ်။နောက် TV ရောကအစုံအားနေပြီးတော့ချောင်းအကြိုင်စိုးနေတဲ့သူတွေကိုကောင်းမွန်အောင်တဖြည်းဖြည်းပြန်လဲကုသပေးနိုင်ပါတယ်။ဒါပေမဲ့ ငုံဥကိုလိမ်မော်သီးနဲ့တွဲမစားဘူးတော့ပြောချင်ပါတယ်။တကယ်လို့ငုံဥနဲ့လိမ်မော်သီးနဲ့တွဲစားမိရယ်ဆိုလို့ရှိရင်ဝမ်းပြတ်တာတွေဝမ်းဖောရောင်တာတွေအစာမကြေတာတွေဖြစ်စီပါတယ်။နောက်ပြီးသွားလို့ရှိရင်ငုံဥကိုဝက်အသေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်တော့လိတ်ကောင်းယောဂါဖြစ်ပွားတတ်ပြီးတော့အမဲဆက်တွေထွက်ပေါ်လာနိုင်ပါတယ်။အဲတခုအကြံပေးချင်တာကကျမတို့တွေကြေးဥစားရပေါ့နော်ကြေးဥမှာဝက်သားနဲ့စားတဲ့သူတွေရှိမယ်ဝက်သားနဲ့ ကျေးအိုးစားမယ်ဆိုလို့ရှိရင်ဒီဝက်သားတဲ့အဲကျေးအိုးထဲမှာပေါ့နော်ဝက်အသေးပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကျေးအိုးမှာဝက်သားအပြင်ဝက်အသေးတွေပါနေလေပါတတ်တယ်။ဆိုတော့ဝက်အသေးပါတာနဲ့အတူဒီကျေးအိုးထဲမှာငုံဥလေးတွေလည်းထည့်ပေးတတ်တယ်။ဆိုတော့ကိုကတတိထားပေးဖို့လိုပါတယ်။ကိုကတကယ်လို့ငုံဥစားမယ်ဆိုရင်ဝက်အသေးကိုမစားနဲ့ပေါ့။ဝက်အသေးစားမယ်ဆိုရင်ငုံဥမစားနဲ့။ဒီလိုမျိုးလေးတွေ ချင့်ချိန်စားဖို့လိုပါတယ်ဆိုတော့ပြောချင်တာကငုံဦးနဲ့မတည့်တဲ့အစားအစာကဝက်အသည်းနဲ့လိမ္မော်ကြီးဖြစ်တယ်ဆိုတာကိုသတိရပေးပါကျန်တာကတော့ငုံဦးကတနေ့ကိုသုံးလုံးကနေငါးလုံးထိစားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာအရန်ကိုအကျိုးကျေးဇူးများစေတဲ့ဓာတ်တွေကိုပေးမှာပဲဖြစ်ပါတယ်ရှင်ကျမပြောခဲ့တဲ့ဒီအချက်အလက်လေးတွေကိုလိုက်လုပ်ပြီးတော့ကိုခန္ဓာကျမ်းမာတန်ဆွမ်းအောင်လည်းလုပ်လို့ရပါတယ်ဒါကတော့အိမ်တွင်းစိတ်နည်းလေးတွေကိုပြောခဲ့ပေးရပါပဲဖြစ်ပါတယ်အားလုံးနားထောင်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်